အသုံးချဖို့အတွက်အသုံးချဖို့အဆုံးမစကားပြောလာတာအပိုင်း28ရောက်သွား1989ခုဒုတိယဝါဆိုလာပြီးကျော်၂ရက်2015ခု၈လပိုင်း၂ရက်တနင်္ဂနွေနေ့အဆုံးမလေးပေါ့သူရီးတယောက်ကောင်းဖို့ရောက်မှုသူတယောက်မှာပြက်လင့်ခတာဓမ္မတာဒီတဲ့ဒါတော့လူတိုင်းကြားဘူးနေကြတာပါပဲ သူတတိယကောင်းဖို့ရောက်ဖို့သူတယောက်မှပြက်လင့်ကတာဓမ္မရာဒီတဲ့ဓမ္မရာဆိုတော့ထုံးစံပေါ့လေဒါမြင်အမြဲတမ်းသူတယောက်ကောင်းဖို့သူတယောက်ကပြက်ပြက်ဘေးရမှာလားဆိုတော့ဖြစ်နေတဲ့အခြေအနေနဲ့လှုပ်တဲ့လှုပ်ရကြောင့်ဒီလိုရေးခဲ့တာနေမှာပါရှေးရှေးပညာရှိရှေးရှေးပုံကူကြီးတွေရေးခဲ့တာဆိုတော့ကိုကဒီလိုရေးခဲ့တာနေမှာပါလို့ပဲပြောဝန်တာပေါ့လေသူတတိယကောင်းဖို့ ကိုယ်လည်းကောင်းအများလည်းကောင်းစေနိုင်တဲ့လုပ်ရက်တွေအများကြီးရှိပါတယ်။နိလန့်တွေလည်းအများကြီးရှိပါတယ်။စိတ်ဓာတ်ကောင်းဘုသူတပြည့်စုံမှုအတွေးခေါ်ကောင်းတဲ့လုပ်ရက်မှန်ဖို့အရေးကြီးပါတယ်လို့ဒီလိုရေးထားတာပေါ့လေ။သူရိတယောက်ကောင်းမှုရောက်မှုသူတယောက်မှ ပြက်လင့်ကတာဓမ္မတာဒီတဲ့။ဒါကတော့တစ်ဖက်ကကဘာပြုံရင်တစ်ဖက်မှာတောင်းထုံးနေဆိုတာလေးလေ။မြန်မာစကားမှာရှိတာပဲ။တကယ်လေ မြစ်ထဲချောင်းနေကြတော့ဒါလိုပဲဖြစ်တတ်ကြတာဟုတ်တယ်ဖက်ကကဘာပြူရွာတောင်ပြတ်သွားဟိုဘက်ကျတော့တောင်ထွန်ကိုင်းနုကျုံနေပေါ်အိုးစီဝါဖြစ်လိုက်ကြတဖက်ကပြက်စီတဖက်ကကောင်းသွားကြတာမျိုးလေလောကတဘာဝမှာရှိတတ်ကြတာပေါ့လေဒါမဲ့ပညာရှိဆိုတာပညာရှိသူတော်ကောင်းတွေဆိုတာလောကတဘာဝအတိုင်းလိုက်ပြီးတော့မျိုးပါနေရတာမျိုးမဟုတ်ဘူး လိုက်ပြီးတော့စီမျောနေရတာမဟုတ်ဘူးကိုလည်းကောင်းဖို့အများလည်းကောင်းဖို့သူလည်းကောင်းဖို့မင်းလည်းကောင်းဖို့ငါလည်းကောင်းဖို့အားလုံးကောင်းဖို့ဆိုတာအဲ့လိုနီးတယ်အများကြီးရှိတာပဲဖခင်ဟောတဲ့တရားတော်တွေမှာအများကြီးရှိတာလုတ်ပြလိုက်စမ်းပါကိုလည်းကောင်းဖို့သူများလည်းကောင်းဖို့အများကောင်းဖို့ ပြောပြလိုက်စမ်းမှာကိုလည်းကောင်းဖို့သူလည်းကောင်းဖို့အများလည်းကောင်းဖို့စိတ်ကူးတွေးကြံလိုက်စမ်းမှာကိုလည်းကောင်းဖို့သူလည်းကောင်းဖို့အများလည်းကောင်းဖို့စိတ်ဓာတ်ကောင်းဘ ഹു တုတ္တပြည့်စုံမှုအတွေးထခေါ်ကောင်းလောက်ရမှန်ဖို့တို့ဒီလေးမျိုးညွန်ထားတာပေါ့လေဒါမဲ့လို့လေးမျိုးမက ရှိပါလေအဲ့ဒါအ धिक အချက်သဘောမျိုးပြောတာပါစိတ်ဓာတ်ကောင်းဆိုတာကစိတ်ဓာတ်ကောင်းရဲ့အတိတ်ဘယ်ကိုပြောရင် အသိဉာဏ်ပညာလဲစိတ်ဓာတ်ကောင်းယုံကြည်မှုလဲတဦးနဲ့တဦးယုံကြည်မှုလဲစိတ်ဓာတ်ကောင်းတဦးပေါ်တဦးနားလဲမှုရှိတာလဲစိတ်ဓာတ်ကောင်းကိုယ့်လုတ်ကိုယ်ပဲကြိုးစားအထောက်တာလဲစိတ်ဓာတ်ကောင်းသူများအတွက်ကြိုးစားအထောက်တာလဲစိတ်ဓာတ်ကောင်းလို့စိတ်ဓာတ်ကောင်းတွေကအမျိုးအမည်နဲ့ခွဲပြောရင်အများကြီးပဲလीစိတ်ဓာတ်ကောင်းလို့ပဲတစ်ခုသုံးလိုက်တာပေါ့ ဒီနေရာမှာစိတ်ဓာတ်ကောင်းဘယ်ဟာကိုယူမလဲအစောကြီးကလေးကနှလုံးသွင်းယောနိတော်မနတိကာရလို့ခေါ်တယ်ယောနိတော်တင်းတော်အကြောင်းအဖြစ်ဟုတ်တော်အကြောင်းအဖြစ်မှန်တော်အကြောင်းအဖြစ်မိပါလေသာသမီအတွက်နှလုံးသွင်းပြီးသားဖြစ်နေတယ်သာသမီကောင်းဖို့ဆရာလေးတပည့်လေးကောင်းဖို့နှလုံးသွင်းပြီးသားဖြစ်အဲ့ဒါသမီးကလည်းမိဘအကောင်ဖို့တချို့နှလုံးသွင်းပြီးသားဖြစ်သွားတယ်။တပည့်တွေ ဆရာတွေကောင်းဖို့နှလုံးသွင်းပြီးသားဖြစ်သွားတယ်။အဲ့တော့သူတို့ကောင်းလို့ပဲပြောမလားပညာရှိလို့ပဲပြောမလားဒီနေရာမှာတော့စိတ်တက်ရင့်ကျဲပြီးတော့အသိဉာဏ်အားကောင်းတယ်စိတ်တက်ကောင်းတယ်များစွာအားကောင်းလာတဲ့အခါကျတော့မြင်ကွင်းရကျဲလာတယ်ကိုကောင်းနေကိုကောင်းအောင်လုပ်မယ်ကိုကောင်းအောင်လုပ်ဟုတ်တော့ဟုတ်ပါတယ်လေကိုကောင်းအောင်စူးစမ်းပြီးလုပ်တဲ့သူကတော်တော်နှဲပါလာတဲ့ခက်မှာကိုကောင်းအောင်စူးစမ်းတာကိုပဲ ကိုဒီကြီးဝါတုတ်တဲ့အောင်ကြိုးစားတာကိုပဲတော်တော်ချီးမွမ်းစရာပေါ့ကိုကိုကိုလည်းကောင်းခြင်းလို့ကောင်းခြင်းမမတိသူများကိုလည်းပျက်စီးရပျက်စီးကြောင်းစိတ်တွေကူးလို့ပြောလို့လှုပ်လို့ဆိုရင်တော့ဘယ်ကောင်းမလဲအဲအဲ့ဒါလိုမျိုးတွေများများလာတဲ့အဲ့ဒါလိုစိတ်ဓာတ်မျိုးတွေများစွာများစွာဖြစ်ပေါ်လာတဲ့ခန္ဓာမယကြီးမှာဒီကိုအတွက်ကောင်းအောင်ကြိုးစားတာကိုကတော်တော်ဟုတ်လာပါ အသိဉာဏ်ပညာရှိတဲ့သူတွေကြတော့စိတ်ဓာတ်တွေရင့်ကျက်လာတာနဲ့အမြကိုယ့်အတွက်ကောင်းအောင် လုပ်ရင်းနဲ့သူများအတွက်လည်းကောင်းအောင်မင်းရငါရသူရသူရမင်းရငါရလို့ဒါလို့မြင်ကွင်းသုံးမျိုးပြောလို့ရတာပေါ့မင်းဘက်လည်းငါကြည့်ပြီးမယ်သူ့ဘက်လည်းငါကြည့်ပြီးမယ်ငါဘက်လည်းငါကြည့်မယ်မင်းကလည်းမင်းဘက်မင်းကြည့်ကွာငါဘက်လည်းကြည့်အောင်သူ့ဘက်လည်းကြည့်ပြီးအောင်ပေါ့ ူကလည်းသူ့ဘက်သူကြည့်လိုက်မယ်မင်းဘက်လည်းကြည့်ငါဘက်လည်းကြည့်အေးပေးအောင်ပေါ့လို့အသိဉာဏ်စွမ်းအားရဲ့တတ္တိကဘက်စုံမြင်တတ်တာပေါ့လေစိတ်ထားကောင်းဆိုတာအဲ့ဒါပါပဲအစကတည်းကသူများကိုကောင်းစေချင်လိုက်တာကိုယ်လည်းကောင်းချင်တယ်သူများလည်းကောင်းစေသူများကိုလည်းကောင်းစေချင်တယ်အဲအဲ့ဒါစိတ်ထားကောင်းပဲဒါမြင်အဲ့ဒီစိတ်ထားကောင်းအဲ့ဒီစိတ်ဓာတ်ကောင်းတော့ရှိပြီမိမိတန်တန်မှာဘဝတုဒ္ဒပြည့်စုံမှုဆိုတော့ ဘယ်တော့ကတော့ဘလို့ပုပ်ကူကြီးတွေကဘလို့သူတော်ကောင်းကြီးတွေကဘလို့သူတော်မြတ်ကြီးတွေကဘလို့အချက်လက်ဒီကြုံတဲ့အခါမှာဘလို့ဆုံးဖြတ်တော်မူသွားကြတယ်ဘဟုတုတ္တဘဟုတုတ္တကို့မှာရှိထားရင်ဘလောက်ကောင်းနိုင်မလဲကို့အတွေ့အကြုံဘဟုတုတ္တစာပေဖတ်လို့ပဲဖြစ်ဖြစ်တရားစကားနားထောင်လို့ပဲဖြစ်ဖြစ်ဆွေးနွေးပြောဆိုတာကြားလို့ပဲဖြစ်ဖြစ်ဩဘသူကတော့ဘလို့ကျင့်သွားတာ ဘုမလို့လူတွေမှာလည်းပဲလူရှိရှိဆရာကြီးတွေတမိုင်းဝင်သည်ဖြစ်စီမဝင်သည်ဖြစ်စီစားပြီးတင်ခဲ့သည်ဖြစ်စီ မတင်ခဲ့သည်ဖြစ်စီတဆင်စကားနဲ့ကြားတာပဲဖြစ်ဖြစ်မှတ်တမ်းမှတ်ရနဲ့ဖြစ်တာပဲဖြစ်ဖြစ်အဲ့လိုစိတ်သက်ကောင်းရှိတဲ့ကိုရောအများလုံးကောင်းအောင်မြင်ကွင်းကြည်အမြင်ကြည်တဲ့ပုံကိုကြီးတွေရှိခဲ့တယ်အဲ့ဒါတွေကိုအတူယူရပါဘုံဘုံတို့သာသနာဘက်ကြတော့ လူဘက်ကလည်းပါလူဘက်ကလည်းဆိုင်တာပါပဲသာသနာဘက်နဲ့သာသနာဘက်ကလည်းလူဘက်လည်းကြည့်လို့ရတာပေါ့လေဘယ်ဆရာတော်ကြီးကဘလို့နေတော်ထိုင်ထိုင်နေထိုင်တော်မူသွားတာဘလို့ပြောဆိုတော်မူသွားတာဘလို့စီမံတော်မူသွားတာအဲ့ဒါဒီမြတ်ကိုအတွေ့အကြုံဘုသူတ္တရှိထားရင်ဘလောက်ကောင်းလိုက်မလို့ဘလောက်ကောင်းလိုက်မလို့ဆိုကိုအတွေ့အတင်မဟုတ်ဘူးအများအတွေ့ပါကောင်းဖို့ပြောတာပါအဲ့ဒါကိုဘုသူတ္တပြည့်စုံမှုလို့ခေါ်တယ်ဒီနည်းမှမဟုတ်ဘူးတခြားနည်းနဲ့လည်းပဲ ဒီဘုဒ္ဓတရားရှိအောင်ရအောင်ကြိုးစားထားတယ်။ပင်ကိုစိတ်ဓာတ်ကောင်းကအလုံးကောင်းစေခြင်းနဲ့စိတ်ဓာတ်ရှိထားတယ်၊မွေးထားတယ်။ဘုဒ္ဓတအကြတော့အော်ဘယ်ပုဂ္ဂိုလ်ကြီးတွေကဘယ်လိုလုပ်တယ်၊ဘယ်ပုဂ္ဂိုလ်ကြီးတွေကဘယ်လိုလုပ်တယ်။ဘယ်ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတွေကဘယ်လိုစီမံတော်မူတယ်၊ဘယ်လိုဆောင်ရွက်တော်မူတယ်၊ဘယ်လိုနေထိုင်တော်မူတယ်။များကြီးပေါ့လေ။ကိုဆိုရင်ရောဘုဒ္ဓတနဲ့ပတ်သက်ပြီးပြောရင်တော့ ြည်သူတော်ရှင်မင်းကုန်းဆက်တိပိတကဓမ္မဗန္နဂာရိကအာရကအာဒီကာမိကဆက်တော်ဘုရားကြီးပေါ့လေမင်းကုန်းဆက်တော်ဘုရားကြီးနဲ့ကျေးဇူးတော်ရှင်မြောက်ဥက္ကလာပဂုံတော်ပေါင်းကရှုံးမင်းဆရာတော်ဘုရားကြီးတို့ဆုံရတဲ့အခါသူတော်ကောင်းအချင်းချင်းပြောကြဆိုကြဆက်ဆံကြတာအဲ့ဒါလိုပါပဲသာသနာမှာသူတော်ကောင်းအချင်းချင်းတွေ့ကြတဲ့အခါတစ်ဖက်လဲကောင်းတစ်ဖက်လဲကောင်းနှစ်ဖက်လုံးကောင်းအောင်ပြုမှုဆက်ဆံတော်မူကြတာလေးဟာ လောကမှာရှိပါတယ်လေအဲ့ဒီဘ ഹു တ္တတာတွေရှိစီခြင်းတာရှိရမှာပေါ့အတွေးခေါ်ကောင်းအတွေးခေါ်ကောင်းဆိုတာကစဉ်းစားတဲ့ဉာဏ်ပေါ့အတိတရားတစ်မျိုးပါပဲအတိတရားတစ်မျိုးပါပဲကြောင်းကျူးညီညွတ်ဤမညီညွတ်ဤသိဤမသိဤတော်ဤမတော်ဤအဲ့ဒါမျိုးကိုအတွေးခေါ်ကောင်းလို့ခေါ်တာပါပင်ကိုယ်ကစိတ်ဓာတ်ကောင်းထားတယ်ဘ ഹു တ္တတာကောင်းတွေကလည်းပြည့်စုံတယ်အဲ့ဒီပေါ်မီပြီးတော့ စိတ်ဓာတ်ကောင်းကိုမိပြီးတော့အတွေးခေါ်ကောင်းတွေရှိတယ်စိတ်ဓာတ်ကောင်းကိုမိဘဟုတုတ္တကောင်းတွေကိုမိပြီးတော့အတွေးခေါ်ကောင်းတွေရှိတယ်အတွေးခေါ်ကောင်းလို့လဲကြုံလာတဲ့ဘဟုတုတ္တတွေကိုဒါလို့ဆိုကောင်းတယ်ဒါလို့ဆိုမကောင်းဘူးအဲတွေးတော့ဆင်ကျင်တတ်လာတဲ့အတွေးခေါ်ကောင်းတွေရှိလာရင်ကိုယ်လည်းကောင်းသူများလည်းကောင်းလို့ရတာလွယ်ပါတယ်သူရိတယောက်ကောင်းဖို့ရမို့သူရောက်မို့သူတယောက်မှပြက်လင့်ကတာဓမ္မဓာရီဆိုတာ အဲ့ဒီခေအဲ့ဒီကာလအဲ့ဒီအခြေအနေအဲ့ဒီတုန်းကကြောင့်မို့အဲ့ဒီပညာရှိကရေးခဲ့တာဖြစ်မှာပါဟောစိတ်တက်လည်းကောင်းရှိလိုက်စမ်းပါဘဟုတုတ္တလည်းပြည့်စုံလိုက်စမ်းပါအတွေးခေါ်ကောင်းလေးလည်းရှိလိုက်ရင်အတွေးခေါ်ကောင်းကြီးလည်းရှိလိုက်ရင်ဘာထက်လာလဲဆိုတော့လုံရမှန်ဖို့အရေးကြီးပါတယ်အကောင့်ထဲဖို့ဖို့အရေးကြီးပါတယ်အတွေးကောင်းနေရင်လည်းတော့မပြီးဘူးလေ ဒီစိတ်ဓာတ်ကောင်းကပဲစိတ်ဓာတ်ကောင်းကပဲနှိုးဆိုတယ်ဒေဖို့ဘ ഹു တုဒ္ဒကိုပဲအခြေပြုပြီးတော့အထွေးခေါ်ကောင်းနေပေါ်လာပြီးတဲ့နောက်သူတော်ကောင်းမှန်ရင်ကောင်းတာလုပ်တော့တာပဲကောင်းတာပြောတော့တာ ကောင်းတာစိတ်ကူးတော့တာပဲပညာရှိမှန်ရင်ကိုရောသူရော အများအကျိုးရှိအောင်အားလုံးစိတ်ချမ်းသာကိုချမ်းသာဖြစ်အောင်လုပ်တာပဲအဲအဲ့ဒါလေးအတွက်ဒီအသုံးချဖို့အဆုံးအမလေးရေးခဲ့မိတာပါဒီအဆုံးအမလေးကိုအဲထိုက်တဲ့လောက် အချိန်ရတဲ့လောက်ကလေးတလောက်ကလေးပြောပြလို့နားလေသွားရင်အဲ့ဒီနားလေမှုအတိတရားလေးနဲ့ဒီအဆုံးမကိုအသုံးချတဲ့ဖြင့်မိမိတို့ဘဝဆက်တိုင်းဆက်တိုင်းဒီအဆုံးမကိုလက်ကင်ထားပြီးတော့ကိုယ့်ဘဝတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့သူတော်ကောင်းအများကြီးဘဝတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့သူတော်ကောင်းဟိုဘက်ဒီဘက်အားလုံးစိတ်ချမ်းသာကိုကျမ်းမာရအောင်ဆောင်ရွက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း 啊。Uh